မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ဗုဒ္ဓလင်မြို့နယ်မှာအင်အားတရာကျော်ပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှု90ကျော်ထေသွားပြီး40ခန့်ကိုအရှင်ဖမ်းမိပါတယ်မြန်မာနိုင်ငံနေရာအနှံ့ပြမှာမိုးကြီးခြင်းလေပြင်းတိုက်ခိုက်ခြင်းနဲ့မြေပြိုမှုတွေဖြစ်ပေါ်နိုင်တယ်လို့မိုးစလကအထူးသတင်းဖြစ်သတိပေးထားတဲ့သတင်းပါဝင်နောက်ဆုံးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့စကိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်မှာအင်အား100ကျော်ပါတဲ့အကြက်ဖက်စစ်ကြောင်းကိုဖျက်တောက်တိုက်ခိုက်ခဲ့ရမှာစစ်သား90ကျော်ဟာထေသွားပြီး40ဦးခန့်ကိုအရှင်ဖမ်းမိခဲ့တယ်လို့96ဆိုကြား PDF အညာဒေသကဒုတိယစစ်ရေးတာဝန်ခံကိုညံကရန်ကုန်ခေတ္တတင်နာကိုပြပြပါရတယ်။တဒေမာလာ30နဲ့မွန်တဲ့72နိုင်ခန့်ကဘုဒ္ဓလင်မြို့နယ်ကူရောရဲစခန်းကိုစစ်ကိုလာရောက်ပြီးဘုဒ္ဓလင်မြို့ကိုပြန်လည်ဆုတ်ခွာလာတဲ့အင်အား100နဲ့စခန်းပါတဲ့စစ်ကြောင်းကိုပြည်သူ့ကာကွယ်ပူပေါင်းတပ်ဖွဲ့တွေက နေရာအသီးသီးခွဲယူကပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်သား90ကျော်ဟာသေသွားတာဖြစ်ပြီး40ခန့်ကိုအရှင်ဖမ်းမိကစစ်သားအချို့ဟာထွက်ပြေးသွားတယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်လက်လက်ခဲရန်အမြောက်များကိုလည်းတင်းဆက်ရရှိခဲ့လို့သိရှိရပါတယ်။ပိတ်ဆို့ဖြတ်တောက်ခံရမှုအပြန်အလှန်ပြစ်ခတ်တိုက်ပွဲဟာ၄နိုင်ခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေစဉ်ညနေ3နာရီခန့်မှာအကြက်ဘက်စစ်ကောင်စီတပ်ဘက်က Jet Fighter နဲ့၅ကြိမ်ထက်မနည်းပုံကျဲပြီးဆက်လက်နဲ့ပါပြစ်ခတ်တိုက်ခတ်ခဲ့ကအင်းတိုက်ပွဲဖြစ်ပွားတဲ့နေရာကိုမနေ့ကညပိုင်းထိ MI17 နဲ့ကင်းထောက်လှက်ပတ်ပြန်တန်းခဲ့လို့96စိုးကြ PDF အညာဒေတာကဒုတိယစစ်ရေးတာဝန်ခံကိုညံကပြောပါရယ်ဒီတိုက်ခိုက်မှုကို96စိုးကြ PDF အညာဒေတာတပ်ဖွဲ့အပါအဝင်ဒေတာအကာကွယ်တပ်ဖွဲ့တွေ NUG ကာကွယ်ဝင်ညနာတရင်တပ်ဖွဲ့တွေပကဖတွေပူပေါင်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူကာကွယ်တပ်ဖွဲ့ဝင်တွေဘက်ကအထိခိုက်မရှိအောင်မြင်ခဲ့လို့လည်းသိရှိရပါရယ်ရှင် ကချင်ပြည်နယ်တင်းတဘောကိုကြည့်အောင်ပါကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်ရှောင်းကောင်းရွာအနီးကအကြက်ဖက်စစ်တပ်ရဲ့ပေမစခန်းနဲ့ ာကင်းစကန်တစ်ခုကို KI ကအပြည့်သက်တိုက်ခတ်သိမ်းပိုင်လိုက်တယ်လို့ KI ရဲ့စေတရင်မြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်။တတိယမာလာ30နှစ်မနဲ့ဆယ်နိုင်လောက်မှာဝိုင်းမော်မြို့နယ်ချီပွေလမ်းပိုင်းရှန်ငေါ်ရွာအနီးကအကြက်ပဲစစ်တပ်ရဲ့ပင်မစကန်နဲ့ကာကင်းစကန်တစ်ခုကို KI ရဲ့ KP တဲ့ပူပေါင်းတပ်ဖွဲ့တွေကအပြည့်သက်တိုက်ခတ်သိမ်းပိုင်လိုက်တာလည်းဖြစ်ပါရယ်။လက်ရှိချိန်မှာအဲ့ဒီတပ်စကန်တွေအနီးမှာနယ်မြေရှင်းလင်းဆက်လက်လုပ်ဆောင်နေပြီးစစ်ကောင်စီတပ်သားသေဆုံးမှုရှိကအရှင်ဖက်စီထားသူတွေလည်းရှိသူလည်း ဲ့ခရံသိမ်းဆဲရမြူတွေလည်းစစ်ဆေးမှုတွေပြုလုပ်နေလို့သိရှိရပါတယ်ရှင် မန္တလေးသတင်းတပုတ်ကိုကြည့်အောင်ပါမန္တလေးတန်း60မြို့နယ်တရဦးမြို့နယ်စကန်းတိုင်းရွှေဘိုမြို့နယ်နဲ့ရန်ကုန်တိုင်းဒဂုံမြို့တိတောင်ပိုင်းတို့မှာစစ်မှုထမ်းဆောင်မှုတွေလူငယ်အများပြားဟာဖမ်းဆီးခံရလို့ဒေသပြည်သူတွေကပြောပြပါတယ်သတင်းမာလာ29မိနစ်9နိုင်လောက်မှာဒဂုံမြို့တိတောင်ပိုင်းမြို့နယ်အမှတ်53ရပ်ကွက်ပတောမြန်လမ်းမှာစစ်တပ်ရဲတဲ့အုပ်ချုပ်ရေးအဖွဲ့တွေကလူငယ်တွေကိုလာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့လို့ဒေသနေပြည်သူတွေကပြောပြပါတယ်လာသူစတင်မာလာ28ရက်နေ့ညပိုင်းကလည်း ယ်မန္တလေးကကြောက်စယ်မြို့နယ်တစ်ကြီးတန်းရက်ကွက်မှာစစ်တပ်နယ်ရဲတွေကလူငယ်15ဦးကိုဖမ်းဆီးသွားတယ်လို့အခြားရက်ကွက်တွေမှာလည်းလူငယ်အယောက်20ဦးခန့်ကိုဖမ်းဆီးသွားတယ်လို့သိရှိရပါတယ်။အဲလိုဖမ်းဆီးသွားပြီးရဲ့နောက်မှာလူငယ်တို့ကိုငွေစည်သိန်းကျပ်နဲ့ပြန်လဲရွေးခန့်ခဲ့ပြီးမရွေးနိုင်သူတွေကိုတပ်သားတစ်ဖြစ်စုဆောင်းသွားတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့ကလည်းမန္တလေးတန်းတရဦးမြို့နယ်အတွင်းကအရက်ဆိုင်နဲ့ KTV အချို့ကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးခဲ့ရမှာလူငယ်အယောက်50တဲ့မင်းဟာဖမ်းဆီးခ ံခဲ့ရပြီးလက်ရှိဖမ်းဆီးထားတဲ့လူငယ်တွေကိုစစ်တပ်က200ခွဲကဖမ်းဆီးထိမ့်သိမ်းထားတယ်လို့လည်းသိရှိရပါတယ်။ဒါပြေစကန်တန်းရွှေဘုံမျိုးအောင်ချမ်းသာရက်ွယ်အောင်ချမ်းသာဈေးမှာဈေးရောင်းဈေးဝယ်လုပ်နေကြတဲ့ပြည်သူတွေလက်ဖက်ဆိုင်ထိုင်နေကြသူတွေပါဝင်ပြည်သူအယောက်30ဝန်းကျင်ကိုစက်တင်ဘာလ28ရက်နေ့ကဖမ်းဆီးသွားတယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီသူတွေကိုငွေနဲ့ပြန်လာရွေးရမယ်လို့ပြောဆိုခဲ့ပြီးလာမရွေးနိုင်သူတွေကိုစစ်တပ်အတွင်းကိုပို့ဆောင်မယ်လို့လည်းပြောဆိုထားပါတယ်ရှင်။ ီတစ်ခါမှာတော့ထိုင်းနိုင်ငံကို MOU နဲ့အလုပ်လုပ်ကိုင်ဖို့ရောက်ရှိနေတဲ့မြန်မာအလုပ်သမား283ဦးကိုအလုပ်ခေါ်အေဂျင်စီကအလုပ်မပေးဘဲ MOU စာချုပ်ကိုချိုးဖောက်နေလို့ဒုက္ခရောက်နေကြတယ်လို့ WAG မြန်မာအလုပ်သမားများကုညီဆောက်ရှောက်ရေးဖွဲ့တာဝန်ရှိသူကရန်ကုန်ခေတ်တည်တနနာကိုပြပြပါရယ်ချွန်ပူလီခရံ CHR မြို့မှာရောက်ရှိနေတဲ့မြန်မာ MOU အလုပ်သမား283ဦးဟာစာချုပ်ချုပ်ဆိုထားတဲ့မီးလန်းနဲ့ရေလန်းအလုပ်မျိုးမဟုတ်ပဲမြန်မာနိုင်ငံဘက်ကအေဂျင်စီဖြစ်တဲ့ Zintowin 999ကအခြား လုပ်တွေကိုပြောင်းလုပ်ခိုင်းနေတယ်လို့လည်းအလုပ်သမားတွေကပြောပါရယ်ချွန်ပိုလီခိုင်လယောင်းမြို့ကကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ကင်ဖို့အတွက်နှစ်နှစ်စာချုပ်ချုပ်ဆိုခဲ့ပေမဲ့လည်းထိုင်းကိုရောက်ရှိလာချိန်မှာတော့ကုမ္ပဏီဟာဒေဝါလီခရရတယ်လို့ပြောပြီးဆရာချမြို့ကိုခေါ်ဆောင်လာကစောင့်လို့ရေးပိုင်းမှာလုတ်ခိုင်းနေတယ်လို့လည်းအလုပ်သမားတွေကပြောပြပါရယ်အဲ့ဒီကုမ္ပဏီကဆက်ရုံအလုပ်မဟုတ်ပဲစာချုပ်ဖောက်ဖျက်ကစောင့်လို့ရေးအလုပ်တွေလုတ်ခိုင်းနေတာကြောင့်မြန်မာအလုပ်သမားတွေဟာနေဖို့ခက်ခဲနေကြတယ်လို့လည်းဆိုထားပါရယ်အဲ့ဒါကြောင့်စာချုပ်ချိုးပ ောက်တဲ့ဇင်ထွန်းဝင်းကုမ္ပဏီကိုထိုင်းဥပဒေတိုင်းဆက်လက်လှုပ်ဆောင်သွားမယ်လို့လည်း WAG မြန်မာလူထုအများကကြီးစောင့်ရှောက်ရေးအဖွဲ့ကတာဝန်ရှိသူကပြပြပါရယ်အဲ့ဒီကုမ္ပဏီဟာအလို့သမားတွေထိုင်းကိုပို့တိုင်းလို့သမားတွေဒုက္ခရောက်နေရကြောင်းမြန်မာဘက်မှာအဲ့ဒီကုမ္ပဏီကိုတေချာမစစ်စစ်ပဲဒစိတ်တုံးတွေရန်တန်ထုပေးနေတာဖြစ်တယ်လို့လည်း WAG မြန်မာလူထုအများကကြီးစောင့်ရှောက်ရေးအဖွဲ့ကတာဝန်ရှိသူကပြောပါရယ်ရှင် တလင်းသာရီတန်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။တလင်းသာရီတန်းရေဖြူမြို့နယ်မှာပြည်သူတွေကိုဖိနှိပ်ငွေညစ်နေတဲ့ကံကောတောင်ရွာအုတ်ချုပ်ရေမှုတင်မြင့်ကိုပြစ်ခတ်တက်ခတ်ရံမှာတည်သွားတယ်လို့ဒေါ်လာစစ်ကြောင်းတက်ခွဲ6ဝေဟင်တက်ဖွဲ့ကတာဝန်ရှိသူကပြောပြပါရတယ်။စတင်ပါလာ29ရက်နေ့ည9:00နာရီလောက်မှာ ခိနှိမ်ငွေညစ်နေတဲ့အကြက်ပက်စစ်တပ်ခန့်အုတ်ချုပ်ရေမှုတင်မြင့်ကိုဒေါနာစစ်ချောင်းတက်ခွဲ6နဲ့ဒေါနာစစ်ချောင်းတက်ခွဲ9ကရဲဘော်တွေကပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်တေဆုံးသွားတာဖြစ်တယ်လို့လည်းသိရှိရပါဗျ။တေဆုံးသွားတဲ့အုတ်ချုပ်ရေမှုတင်မြင့်ဟာအကြက်ပက်စစ်ကောင်စီတပ်သားတွေကိုလမ်းပြပြုတ်လုပေးကဖုန်းနဲ့သတင်းပေးပို့တာလူကရန်သွားရောက်သတင်းပေးတာနဲ့အင်အားစုစင်းတွေစစ်ဆေးတာ လူမတွေ့ရှိရင်အကြက်ပဲစစ်တက်ကိုသတင်းပေးပို့တာတွေအပြင်ရွာသူရွာသားတွေအပေါ်မှာလည်းအကြောင်းမဲ့ငွေကြေးကောက်ခံနေတာကြောင့်အခုလိုပြစ်ခတ်တက်ခတ်ခဲ့တာဖြစ်တယ်လို့ဒေါနာစစ်ကြောင်းတက်ကွဲချဝင်းတက်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြပါရရှင် အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့လေနွေးတွေနဲ့လေအေးတွေတွေ့ဆုံမှုကြောင့်မြန်မာနိုင်ငံနေရာအနှံ့ပြားမှာအော်တိုဘာလပထမပတ်အတွင်းမိုးကြီးခြင်းလေပြင်းတက်ခတ်ခြင်းနဲ့မြေပြိုမှုတွေဖြစ်ပေါ်လာနိုင်တယ်လို့မိုးလေဝသနဲ့ဇလပေဒါညွှန်ကြားမှုဥစည်းတနာကအထူးမိုးလေဝသသတင်းအဖြစ်သတိပေးချက်ထုတ်ပြန်ထားပါတယ်။နောက်ဘက်ကနေရွေလားလာတဲ့လေပွေလှိုင်းတွေဟာကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ဦးတို့က လေနွေးတွေနဲ့တရုတ်ပြည်မပေါ်ကလေဖျားကြီးရန်ဝန်ဒေသကရွေလာလာတဲ့လေတွေတွေ့ဆုံမှုကြောင့်မြန်မာနိုင်ငံတွင်းမှာ မိုးထချုံရွာပြီးမိုးကြီးနိုင်တယ်လို့လည်းသတိပေးထားတာလည်းဖြစ်ပါတယ်။အဲ့လိုအခြေအနေတွေကြောင့်မြန်မာနိုင်ငံအနှံ့နေရာစိတ်စိတ်ကနေနေရာအနှံ့ပြားမိုးထချုံရွာနိုင်ပြီးတချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ကမိုးကြီးတာတွေနဲ့အတူလေပြင်းတက်ခတ်မှုတွေဖြစ်ပေါ်နိုင်တယ်လို့လည်းဆိုထားပါတယ်။ဒါအပြင် မိုးသဲထန်စွာရပ်သွန်းတာနဲ့အတူလေပြင်းတက်ခတ်တာ မိုးထချုံတာ မိုးကြိုးပစ်တာလက်စီးလက်တာမိုးသီးကြွေတာလက်တပြည့်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘောဘေးအန္တရာယ်တွေဖြစ်ပေါ် ်နိုင်တယ်လို့လည်းမိုးလေဝသနဲ့ဇလပေတာညွှန်ကြားမှုဥဒေနာကတတိပေးချက်ထုတ်ပြန်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါကျေးဇူးတင်ပါရှင်ကျမများပါ။